Are you ready? အခုမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဝင်းဝင်းအန်တာတိန်မန့်ကပါအာပထမဆုံးအနေနဲ့ပေါ့နော်ဒါမတ်ဖြူပွဲနဲ့ပတ်သက်ပြီးတော့မမေ့ခင်အာအရင်ဆုံးအနေနဲ့ဒါအခုရဲ့နာမည်လေးနဲ့ပါဝင်နေတဲ့အခန်းကဏ္ဍလေးတွေအကြောင်းအာအရင်ဆုံးမိတ်ဆက်ပေးပါအောင်ခင်ဗျာ အမ်ကျွန်တော်နာမည်ကိုကောင်းပါပေါ့နော် ကျွန်တော် Spring Projects Melbourne ကပါကျွန်တော် Spring Projects Melbourne ကကျွန်တော် Melbourne အခြေစိုက်ဒီအာ New Dolan A မှာကျွန်တော်တို့ထောက်ပို့အဖွဲ့အနေနဲ့ပါဝင်လှုပ်ရှားတဲ့အဖန်ရိဇာအဖွဲ့ပေါ့နော်ကျွန်တော်တို့ကအဓိကအဖြစ်ဒီ ground ကိုဒီတိုက်ရိုက်သွားတဲ့အဖွဲ့အစည်းပေါ့နော်ကျွန်တော်တို့ကဒီနိုင်ငံရေးတကြွလှုပ်ရှားတာထက်ပေါ့နော်ဒီ Dolan A ကိုဦးစားပေးပြီးတော့ဟိုလှုပ်ရှားတဲ့အဖွဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့ဒီ ်ရုပ်ရှင်တွေတော်လှန်ရေးရုပ်ရှင်တွေပြီးရင်ဒီတော်လှန်ရေးရဲ့အဆိုတချင်းဆိုပွဲတွေပြီးရင်ကျွန်တော်တို့ဒီအစားအသောက်ရောင်းတာတွေပေါ့နော်တခြားဓာတ်ပုံပြပွဲတွေအဲကျွန်တော်တို့အများကြီးလုပ်ပြီးတော့အဲ့လို project တွေအများကြီးလုပ်ပြီးတော့ကျွန်တော်တို့ fan funding ရှာပါတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့က um အဓိကအဖြစ်တော့ကျွန်တော်ကလာစဉ်ထောက်ပို့ရင်ကြိတ်ဆိုတော့ season လေးနဲ့ကျွန်တော်တို့တွေကအလှူရှာပါတယ်ပေါ့နော်အဲ့တော့ melan မှာရှိတဲ့အဲဒီလူလူကတော့ ဒီမြန်မာတွေကတော့ကျွန်တော်တို့အဖွဲ့ကိုတော့ဒီထောက်ပံ့ချိတ်အစီအစဉ်တွေတော့ဟောတော်တော်လေးတည်နေကြပါတယ်ပေါ့နော်မစိမ့်ကြပါဘူးဟုတ်ကဲ့အာဟုတ်ကဲ့ပါခင်ဗျာအပထမဆုံးအနေနဲ့ဒီအော်စီမာဒီမတ်ဖြူပွဲကိုဘယ်လိုမျိုးစပြီးတော့မှအစီအစဉ်ဖြစ်ခဲ့ကြတာလဲပေါ့နော်ဟုတ်ကဲ့အာအကုန်လုံးတည်တဲ့အတိုင်းပဲပေါ့နော်မတ်ဖြူကဒီအခုလန်ဒန်တို့ဒီကျွန်တော်တို့ဟိုကိုရီးယားတို့သွားရပေါ့နော်အခုအော်စတြေးလျကိုလာတော့လေဒီအော်စတြေးလျမှာကျတော့ကျွန်တော်တို့ကနှစ်မြို့ကိုလောက်ဖြစ်သွားရပေါ့နော် ပထမကတော့ Sydney ပဲအဲဒါပေမဲ့ကျွန်တော်တို့ Melbourne မှာဒီသူဝင်ပြီးတော့ကျွန်တော်တို့ဒီထောက်ဖို့ပြည်သူတွေ Matthew ရဲ့ fan တွေကိုလည်းသူအာဖြောပြင်းရင်းနဲ့ဒါရန်မုံငွေရှာမယ်ပေါ့နော်ဒေါ်လာရင်းအတွက်ထောက်ဖို့ရန်မုံငွေရှာမယ်ဆိုပြီးတော့လှုပ်ဖြစ်သွားပါတယ်ကျွန်တော်အဓိကကတော့ကျွန်တော်တို့ဒီအာ Sydney ဘက်ကဒီ Hopin Racing ဆိုတော့ကျွန်တော်တို့ ਨੇ အာ collab လုပ်တဲ့အဲ partner လုပ်တဲ့အဖွဲ့ ਆ ပေါ့နော်သူတို့အဖွဲ့ကနေမှတစ်ဆင့်ကျွန်တော်တို့တွေကိုရောက်လာရဲပေါ့နော်ကျွန်တော်တို့ဒီ method မှာလည်းလောက်ကြမလားပေါ့နော် ါနဲ့ကျွန်တော်တို့မဖြူရိုနဲ့မီတင်ထိုင်ရင်းနဲ့ဒါမဖြူရိုအဆင်ပြေတယ်ဆိုတာနဲ့ကျွန်တော်လုတ်ဖြစ်သွားတာပါဟုတ်အဲ့တော့ကျွန်တော်တို့နှစ်မျိုးပေါ့နော်စစ်နေမှာရင်လုံးမယ်9ရက်နေမှာ12ရက်နေမှာကျွန်တော်မဲဘန်မှာလုံးမယ်ဟုတ်ကဲ့အာဟုတ်ကဲ့ပါခင်ဗျအာဆိုတော့လေဒီမဲဘန်မှာမဖြူရဲ့ပွဲကိုစီစဉ်ထားတဲ့အခြေအနေလေးနဲ့ပတ်သက်ပြီးတော့အာဘလူတွေစီစဉ်ဆောင်ရွက်ထားတယ်ဆိုတာလေးရောပြောပြပြီးလို့ရမလားခင်ဗျဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့မဲဘန်မှာဆိုရင်တော့ဒါကျွန်တော်တို့အာဝီလျံစတောင်းတောင်းဟောလို့ခေါ်ပါတယ်ပေါ့နော်ကျွန်တော်ပြီးခဲ့တဲ့ နှစ်ထဲမှာလည်းကိုကျော်ပေါ့နော်ဟောမင်မော်ခွန်ရဲ့ပွဲကိုလည်းကျွန်တော်တို့အဲ့မှာပဲလှုပ်သွားတယ်ပေါ့နော်ကျွန်တော်အခုလည်းဒီမက်ဖျူရဲ့ပွဲကိုဒီဝီလျံစတောင်းတောင်းဟောမှာပဲကျွန်တော်တို့၁၂ရက်နေ့အာညနေ9နာရီကနေစတင်ပါမယ်ပေါ့နော်ညနေ9နာရီကနေည7နာရီအထိ10နာရီခွဲ7နာရီအထိပေါ့နော်ကျွန်တော်တို့အာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်အမ်အဓိကကတော့ကျွန်တော်အဲ့မှာလက်မှတ်တွေအနေနဲ့ကကျွန်တော်6မျိုးရှိပါတယ်အာ250တန်းရှိပါမယ်230တန်းရှိပါမယ် 200ရန်ကို class ခွဲထားပါတယ်200ရန်မှာကျွန်တော် balcony view တစ်ခုပါပါမယ်ပေါ့နော်ဒီဒီ floor ဒီဒီအာ ballroom အပြင်ကျွန်တော် balcony မှာလည်းပါပါမယ်ပြီးတော့ကျွန်တော်180တန်းပါပါမယ်အနေဆုံးအနေနဲ့150တန်းပါပါမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ matthew ရဲ့ fan တွေအတွက်လည်းကျွန်တော်တို့ကအာဒီ mid and grip ပေါ့နော် matthew နဲ့အဲတွေ့ဆုံကြဖို့အတွက်လည်းကျွန်တော်တို့ mid and grip ပွဲလေးကိုအာကျွန်တော်တို့ဒီ CD မှာပေါ့နော် CBD မှာကျွန်တော်တို့အာကျင်းပပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့73ရက်နေမှာပေါ့နော် Sunday မှာပေါ့နေ့လယ်2နာရီကနေအာနေ့လယ်2နာရီကနေအဲညနေ4နာရီအထိပေါ့နော် ကျွန်တော်တို့ကျင်းပသွားမှာဖြစ်ပါတယ်အာသူကတော့130ပါပေါ့နော်လက်မှတ်ကိုကတော့လက်မှတ်က130ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအာ Matthew ရဲ့ဒီဖြည်းဖြည်းနဲ့ Melbourne show ကကြတော့ကျွန်တော်တို့ဒီတော်လန်ရေးတော်လန်ရေးအတွက်အဓိက လာလို့တဲ့ပွဲမှာဆိုတော့ကျွန်တော်တို့ကဒီအာမတ်ဖြူရဲ့လက်မှတ်တွေအားလုံးကိုပေါ့ကျွန်တော်တို့ကဒီတော်လှန်ရေးတွေကိုသွားမယ်ပေါ့နော် ပြီးရင်ဒီ ocean တွေလုံးမယ်ပြီးလို့ရှိရင် refer ticket တွေလည်းပါပါမယ်အာ ocean ကတော့ကျွန်တော်တို့ဟိုတနေ့ကတော့ကြေညာထားပါတယ်ကျွန်တော်တို့ဒီငလျင်တန်တင်တဲ့တဘာဝပေးတဲ့နေကိုကျွန်တော်တို့ကအကုန်လုံးလှူသွားမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော် refer ticket တွေလည်းပါပါတယ်ပေါ့နော် refer ticket item တွေကိုလည်းကျွန်တော်အာအသေးစိတ်ကိုတော့ကျွန်တော်ထပ်ပို့ပေးပါမယ်ဟုတ်ကဲ့ အာဟုတ်ကဲ့ပါခင်ဗျာအပြီးတော့ဒီမှာပေါ့နော်ဒီပွဲမှာပါဝင် တိခတ်ပေးမယ်ဒီတီဝိုင်းလေးရောဘယ်လိုမျိုးစီစဉ်ထားလဲခင်ဗျာဟုတ်ကဲ့ကျွန်တော်အာ cross fire band ဆိုပြီးတော့ကျွန်တော်တို့ Sydney မှာကျွန်တော်တို့ဒီ local တွေရပဲတကယ်နာမည်ကြီးတဲ့အာ band ပဲပေါ့နော်ကျွန်တော်တို့ဒီကျွန်တော်တို့မြန်မာတွေပါပဲကိုသိန်းနိုင်အောင်လို့ပေါ့နော်ဒီ cross fire band ကကျွန်တော်တို့ဟိုတိခတ်ပေးမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ အာဟုတ်ကဲ့ပါခင်ဗျာအပြီးတော့ဒီပွဲမှာဖြိုဖြိုးကြီးအပြင်ပေါ့နော်တခြားဘလို့အစီအစဉ်လေးတွေရောပါဖို့ရှိအောင်မလဲခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့အဲကျေးဇူးပါအမေကလည်းဖြည့်ဆွမေးပေးလို့ကျွန်တော်တို့အာအစားတောက်တွေပါမှာပဲပေါ့နော်အစားတောက်ကိုကျွန်တော်တို့အာ10မျိုးအနည်းဆုံးထည့်ထားပါတယ်ပေါ့နော်အာအစားတောက် list ကိုတော့ကျွန်တော်တို့ update အာ final update ကိုကျွန်တော် finalize လုပ်နေတဲ့အတွက်ကျွန်တော်အတိအကျတော့မပြောနိုင်သေးပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီ ီ member မှာနာမည်ကြည့်ပြီးသားဒီပွဲတိုင်းပွဲတိုင်းမှာနာမည်ကြည့်ပြီးသားအစားအသောက်တွေပါပဲခင်ဗျာဟုတ်ကဲ့အာဟုတ်ကဲ့ပါခင်ဗျာအာပြီးတော့ဒီပွဲမှာလေလံအစီအစဉ်လေးလည်းပါဝင်တယ်လို့အဲသိရတယ်ပေါ့နော်အာဆိုတော့ဒီလေလံပွဲလေးနဲ့ပတ်သက်တဲ့အကြောင်းအရာအသေးစိတ်လေးတော့ပြောပြပြလို့ရမလားခင်ဗျာဟုတ်ကဲ့လောလောဆယ်ကျွန်တော်တို့မှာယာယီထားတာကတော့အဲ item ကတော့ဘယ်နှခုရှိလဲဆိုတော့ကျွန်တော်တို့3ခုရှိပါတယ်ပေါ့နော်3ခုရှိတဲ့အထဲမှာ Matthew ရဲ့ဒီ Taylor mini ဒီ guitar တလုံးပါမယ်။အာပြီးလို့ရှိရင်ကျွန်တော်တို့ဒီ play nugget နဲ့ play lesser ပါမယ်ပေါ့နော်။ဒီ play nugget နဲ့ play lesser ကဆိုလို့ရှိရင် Philippine အာ Southern Sea ကနေထွက်တဲ့အဲ play တွေဖြစ်ပါတယ်။အဲပြီးတော့ကျွန်တော်တို့ဒီအမေတော်အောင်ဆန်းစုကြည်ရဲ့ပုံတူပကြီကားကိုကျွန်တော်ဒီနှွေဦးတော်လှန်ရေးအေးမှာအကုန်လုံးပါဝင်လှုပ်ရှားနေတဲ့အသေးစိတ်လေးတွေနဲ့ဆွဲထားတဲ့ပကြီကားပေါ့နော်ဒီ အကုန်လုံးကိုခြုံငုံလိုက်ပြီးဟေးဆိုလို့ရှိရင်တော့ဒါမေတော်အောင်ဆန်းစုကြည်ပုံထွက်လာပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့အဲ့ဒီ item တွေပေါ့ဟုတ်အဲ့ item အဲ၃ခုကိုပေါ့နော်ကျွန်တော်တို့ယာယီထားပါတယ်အဲပြီးတော့ကျွန်တော်တို့ဒီပရမညာလက်စွပ်တစ်ခုလည်းပါမယ်လို့ကျွန်တော်တို့အာလှူမယ်ဆိုတဲ့အတန်ရောယာထားပါတယ်ပေါ့နော်လောလောဆယ်၃ခုတော့ confirm ပါခင်ဗျာဟုတ်ကဲ့ အာဟုတ်ကဲ့ပါခင်ဗျအာဒီပွဲကျင်းပမဲ့နေ့ရက်လေးနဲ့လက်ရှိအာလက်မှတ်တွေရောင်းချမှုအခြေအနေလေးကိုအာဘယ်လိုမျိုးရှိလဲခင်ဗျပြီးတော့ဒီလက်မှတ်တွေရောအာကျွန်တော်တစောင်းကိုဘယ်လောက်ဆိုပြီးတော့မှအာသတ်မှတ်ပြီးတော့မှရောင်းချလဲပေါ့နော်စသဖြင့်ပေါ့ဟုတ်ကဲ့ဟုတ်ကဲ့ပွဲနေ့ကကျွန်တော်တို့ April 12ရက်နေ့ဖြစ်ပါတယ် April 12ရက်နေ့ကိုအချိန်ကညနေ9:00နာရီကနေ10:00နာရီခွဲအထိကျင်းပသွားမှာဖြစ်ပါတယ် William Town Town Hall မှာပါခင်ဗျ အဲလက်မှတ်ရောင်းတဲ့အနေအထားကတော့ကျွန်တော်တို့ကအာ target ကတော့ကျွန်တော်တို့ကဒါအာအ ਨੇ ဆုံးဟိုဥစားပေါ့နော်အ ਨੇ ဆုံး80ရာခိုင်နှုန်းလောက်ကိုကျွန်တော်တို့မှန်မှန်ထားပါတယ်ပေါ့နော်ပထမ expectation ရကတော့ကျွန်တော်တို့ဒီဒီ method ရဲ့ဒီမြို့ကန် demographic အနေနဲ့ပေါ့နော်အဲ့တော့အခုဘယ်လောက်ထိကုန်သွားပြီလဲဆိုကျွန်တော်တို့60နဲ့မှ3လောက်ကုန်သွားပါပြီပေါ့နော်အဲ့တော့ဒီ63ရာခိုင်နှုန်းကုန်သွားတယ်ဆိုတာကျွန်တော်တို့ဒီ method ညှို့နေအဲအတွက်ပေါ့နော်ဒါအာမဖြူပွဲကိုတော်တော်လေးအားပေးတယ်လို့ကျွန်တော်တော့ခံစားရပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်ဒီထက်ပိုပြီးတော့လည်းမျှော်လင့်ထားတဲ့အတွက်လက်မှတ်တွေပိုဝယ်ကြပိုလေကျွန်တော်တို့အာကျွန်တော်ဒီကနေလည်းထပ်နှုတ်ဆိုတိုက်တွန်းနေတယ်ခင်ဗျာဟုတ်ကဲ့ အာဟုတ်ကဲ့ပါခင်ဗျာဆူရော့ဒါဒီပွဲလေးကတော်လန်ရေမုံငွေပွဲလေးဖြစ်တဲ့အပြင်ကိုဒီလက်ရှိမြန်မာပြည်မှာကြုံတွေ့နေရတဲ့ငလင်ဘေးအတွက်လဲကုသွားမယ်ဆိုတော့ဒီမဲဘတ်နဲ့အနီးတဝိုက်ကပြည်သူတွေကိုအာဘယ်လိုမျိုးဖိတ်ခေါ်ခြင်းလဲခင်ဗျာဟုတ်ကဲ့အမ်ကျေးဇူးပါအဲ့မင်းငလေးထပ်မီကျွန်တော်အဲ့ဒါလေးပြေစုံပြောရရင်တော့ဒါကျွန်တော်တို့ကဒီပွဲကိုစတဲ့ကြရပါတော့ဒါမဖြူရုံးနဲ့ကျွန်တော် initiate စလုပ် initiate ဒီ kick off meeting စပြောကြရတာကျွန်တော်တို့ကတော်လန်ရေးအတွက်ကိုအဓိက ထားတဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက်ကျွန်တော်တော်လိုင်းရေးအတွက်ကိုပဲအဓိကအာဖန်နင်းလုတ်ချင်နေပေါ့နော်ဒါအောင်မပြူရိုဘက်ကလည်းသဘောတူတယ်သဘောကျတဲ့အတွက်ကျွန်တော်တို့တွေစလုတ်ဖြစ်ကြတယ်ပေါ့စလုတ်ဖြစ်ကြတဲ့အချိန်မှာကျွန်တော်တို့ကဒီကျွန်တော်တို့အဖွဲ့ရဲ့ Happy Racing ရဲ့တူတူစလုတ်ကြတယ်ဆိုတော့ကျွန်တော်တို့ကဒီတော်လိုင်းရင်းနဲ့ပတ်သက်ပြီးတော့ဟိုဟိုလူတွေကိုဘယ်လိုပြောမလဲကျွန်တော်တို့ကအာဖြောပြေးနေတာပေါ့တော်လိုင်းရင်းမှာအရင်ပင်မန်းနဲ့ပင်မန်းနဲ့အချိန်မှာဘယ်လိုပြောမလဲ ဟိုစစ်နီဘက်မှာခုနကပြောရဲ having racing ဆိုစစ်နီဘက်ကတွေထောက်ပို့တွေကျွန်တော်တို့မဲဘန်မှာဆိုလဲမဲဘန်ဘက်ကထောက်ပို့တွေအရင်ပင်မန်းညရတယ်ပေါ့နော်ပင်မန်းညတဲ့ခါပေါ့နော်ပင်မန်းညတဲ့ခါမှာကျွန်တော်တို့ဒီမှာဘယ်လိုပြောမလဲစိတ်ထွက်ပေါက်လိုတာပေါ့နော်စိတ်ထွက်ပေါက်လိုတဲ့အချိန်ကျတော့ကျွန်တော်တို့ကဒီကိုတိုင်းနဲ့တက်တဲ့အမှုပညာရှင်အပြင်ပေါ့နော်အဆိုရှင်အပြင်ကျွန်တော်တို့ဘယ်လိုပြောမလဲဒီတော်လှန်ရေးကိုလည်းတကယ်ကိုရင်ရင်နေအသေးတွေကနေရရတော့ပါဝင်တဲ့အမှုပညာရှင်ကိုကျွန်တော်တို့က ို့ပြီးအားပေးတာပေါ့နော်ကျွန်တော်တို့ကတည်းကဘယ်လိုပြောမလဲအာအဲ့လိုအမှုပညာရှင်နဲ့ကျွန်တော်တို့တွေ့ခွင့်ရမယ်အာအဲ့အမှုပညာရှင်နဲ့ကျွန်တော်တို့သချင်းတွေအော်ဆိုခွင့်ရမယ်ကျွန်တော်တို့ရဲ့ခံစားမှုတွေဖြည့်ဖြောက်ခွင့်ရဖို့အတွက်ကျွန်တော်တို့ကအဓိကအာအဲ့လိုမျိုးအချက်လေးတွေပေါ့နော်နှစ်ချက်လောက်ကျွန်တော်ခုနကပြောသလို top line တစ်ပတ်ဆက်ရမယ်ကျွန်တော်တို့ output တွေအတွက်ကျွန်တော်တို့ payment တွေဖြည့်ပေးပြောင်းမယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ကစလုပ်ကြတာဆိုတော့လေဘယ်လိုပြောမလဲ ဝင်းရံစေခြင်းနဲ့ပေါ့နော်အခုဒီငလျင်ကိစ္စဖြစ်တဲ့အချိန်ကျတော့လေဒီမက်ဖြူကချက်ချင်းမဲ့ဒါဟိုကျွန်တော်တို့ကိုဒီအမှာတော့ option မှာတော့ဒါကျွန်တော်တို့တွေသွားလိုက်ကြမယ် option နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တွေနဲ့ timing နဲ့ကျွန်တော်တို့ကလည်းဟုတ်တယ်ဒီ option မှာရလာသမျှကိုလည်းကျွန်တော်တို့ကဒီဒီတဘာဝပေးအန်ငယ်ကြီးပဲကြာရောက်မဲ့အားရဲပဲပေးရမစိုးပေါ့နော်ကျွန်တော်ထည့်မယ်လို့စစိတ်ကူးထားခဲ့ပြီးသားရှိတယ်ရှိတယ်ပေါ့နော်အခုဒါကင်မရာအကြောင်းမလားပဲနဲ့ဒီ ငလျင်ပေးတဲ့အချိန်မှာလည်းကျွန်တော်တို့တွေကချက်ချင်းဒီ option item တွေကိုကျွန်တော်တို့အာငလျင်ပေးကိုတကယ်ကိုဟိုအထိကခံစားပြီးတော့အလူဘယ်လိုပြောမလဲလူတွေမပို့နိုင်တဲ့နေရာပေါ့နော်ဒီစစ်ခွေးတွေအကြောင်းအကြောင်းမျိုးကြောင့်မပို့နိုင်တဲ့နေရာတကယ်ဒုက္ခရောက်နေတဲ့နေရာတွေကိုကျွန်တော်တို့အာရအောင်ပို့သွားမယ့် season လည်းရှိတဲ့အတွက်ကျွန်တော်ဒီပွဲကိုကျွန်တော်တို့ကဒီ method မျိုးနေပြည်သူတွေရောဒီ method အပြင် မှာရှိတခြား interstate တွေကဒီမြန်မာတွေကိုပါကျွန်တော်တို့ကအာပေးစေခြင်းနဲ့ကျွန်တော်တို့ဒီပြည်သူနဲ့အတူတူအများနဲ့တော်လှန်နေတဲ့ပြည်သူဘက်ရည်တည်တဲ့အမှုပညာရှင်တွေကိုလည်းကျွန်တော်တို့ဒီအနေနဲ့အများရန်လေးစားပြီးကျေးဇူးတင်ပြီးအားပေးနေတယ်ဆိုတာလည်းကျွန်တော်တို့ပြသင်တယ်ပေါ့နော်အာအဲ့တော့အာကျွန်တော်အနေနဲ့ဒီအခုဒီဟာကိုကြည့်နေမဲ့အစီအစဉ်ကြည့်နေမဲ့အဲပြည်သူတွေကိုကျွန်တော်တို့ဟိုနှိုးဆော်တိုက်တွန်းနေတာကတော့လက်မှတ်ကို ဟိုဝယ်ပေးကြပါကျွန်တော်တို့ဒီလက်မှတ်ဝယ်ပြီးတဲ့အားမှာလဲကျွန်တော်မက်ဖြူရဲ့အမှုပညာကိုတန်းအောင်မက်ဖြူကအသေးစိတ်ကိုအမှုပညာကို detail orient အရင်ဖြစ်တော့သူအဲ့ဒီကနေပတ်သက်ပြီးတော့သူတန်းအောင်ချပြပါလိမ့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့တွေဒီထောက်ဖို့ဗီဒါလည်းဖြစ်မယ်ငလျင်လည်းလုပ်ပြီးတယ်လည်းဖြစ်မယ်ကျွန်တော်ရဲ့အမောတွေလည်းမောတွေစိတ်ပန်းနေကျွန်တော်ပြေပြောက်ပြီးတော့ခွန်အားတွေလည်းပြန်ရလာမယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်ကျွန်တော်ဒီပွဲကို ဟိုအကုန်လုံးဝင်းရံစေချင်တယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါမျိုးလေးနှိုးဆော်ချင်ပါတယ်ဟုတ်အာဟုတ်ကဲ့ပါခင်ဗျာဒီနောက်ဆုံးအနေနဲ့ပေါ့နော်ဒီဝင်းဝင်းအထာထိမ့်မန်းကနေပြီးတော့မှဒီအစီအစဉ်ကိုကြည့်ရှုနေတဲ့အာပြည်သက်တွေကိုဒီပွဲစီစဉ်သူတူအနေနဲ့အာဗာများဖြည့်ဆွက်ပြောကြားလိုပါတယ်ခင်ဗျာအော်ကျွန်တော်တို့ဒီတော်လန်ရေးကြီးကအာရေရှည်တိုက်ရမယ့်တော်လန်ရေးဖြစ်တယ်ပေါ့နော်ကျွန်တော်တို့အာအခုဆိုရင်ကျွန်တော်တို့အဖွဲ့လေးတွေလည်းကိုစီကိုစီရှိကြတယ်အာကိုစီကိုစီကအကုန်လုံးကအာ အာတိုက်နေကြတယ်ဒီမျိုးစုံနဲ့ကိုတန်တဲ့အပိုင်းကနေပေါ့နော်ကိုလုံးနိုင်တဲ့အပိုင်းကနေတိုက်နေကြတယ်ဒီစစ်ခွေးတွေဟာလည်းတော်တော်အင်အားပြုတ်နေပြီဆိုတာအတိအတာကြီးပေါ့နော်အခုလိုမျိုးဟိုဒီငလျင်ကိစ္စမှာလည်းဒီနိုင်ငံတကာပူပြီးတော့တိသွားတယ်ပေါ့နော်ဒီစိတ်မကောင်းဖြစ်ရတဲ့အထက်မှာဒီလူတွေရဲ့ရက်ဆက်ရုံမှမှုတွေကိုကျွန်တော်တို့တွေ့နေရတဲ့ဆိုတဲ့အတွက်ဒီအချိန်မှာကျွန်တော်တို့စိတ်စိတ်ထောင်းကိုကြီးဖြစ်နေတော်냐လဲကျွန်တော်တို့တွေကိုအာတင်းပြီးတော့ပေါ့နော်ကျွန်တော်တို့အားလုံးအာတင်းပြီးတော့ ဒီစစ်ခွေးတွေကိုအမြန်ဆုံးဖြုတ်ချပြီးတော့ကျွန်တော်ဒီလိုမျိုးခက်ခဲပင်ပန်းပြီးတော့နေအတူတူပါရုံးကန်နေရတဲ့ခံစားမှုတွေကလွတ်မြောက်အောင်မြေပြင်ကရဲဘော်ညီကိုတွေအင်အားပိုရှိအောင်ပေါ့နော်ကျွန်တော်တို့ပြင်ပရောက်နေတဲ့လူတွေရောပြည်တွင်းထဲမှာရှိတဲ့ညီကိုတွေရောအားလုံးအတင်းထားပြီးတော့ဒီတော်လှန်ရေးကိုဒီထက်ပိုပြီးစစ်စစ်လုံးလုံးညီညီညာနဲ့အဲဝိုင်းကူပေးကြဖို့ကျွန်တော်ဒီနေရာနေနှိုးဆော်တိုက်တွန်းနေပါတယ်ခင်ဗျာ အာဟုတ်ကဲ့ပါခင်ဗျာအခုလိုမတ်ဖြူရဲ့ဒါဂီတဖြည့်ပြပွဲလေးအကြောင်းပြပြဆုံဆုံဖြည့်ချပေးသွားတဲ့ကိုကောင်းမြတ်ထွန်းကိုကျွန်တော်တို့ဝင်ဝင်အန်တာတိန်မန့်ကအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ Are you ready?